မင်္ဂလာနနက်ခင်းပါရှင်။အလဲမဲရတဲ့ရဲ့အော်တိုဘာလ2ရက်နေ့နနက်ခင်းသတင်းဒါရိုက်ထုတ်လွှင့်မှုကိုစတင်ပေးပါရမယ်။မြန်မာပါဝင်နိုင်ငံသားအများပြနေထိုင်သည့်နေရာ224ခုကိုစောင့်ကြည့်နေမှုမလေးရှားပြည်ထရေးဝန်ကြီးကြေညာဆိုတဲ့သတင်းမြန်မာနိုင်ငံတွင်းသို့နေဆက်လမ်းကြောင်းများမှတစ်ဆင့်တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား78ဦးထပ်မံထိမ့်သိမ်းနိုင်ခဲ့ဆိုတဲ့သတင်း မဟာတကြမရစိန်ကြောက်တော်ကြီးမြတ်စွာဘုရားပွဲတော်သို့ဘုရားပူလာသူများနဲ့ပွဲစည်းတဲ့လျှောက်သူများဖြစ်စီကားဆိုတဲ့တဲ့ယချူကတမရဒေါ်နယ်ထရပ်တရားဆွဲခဲ့တဲ့အမှုအတွက်ဒေါ်လာ22တန်ဖြစ် JA ဆိုတဲ့တဲ့ပရီးမီးယားလိချန်ပီယံရေဘန်ဆောင်းမှုမှာအာဆင်နယ်တင်ထိတ်ဆုံးနေရာရောက်ရှိလာဆိုတဲ့တဲ့စတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပါဦးဆုံးပြည်တဲ့တဲ့နေနဲ့ မြန်မာပါဝင်နိုင်ငံသားအများပြနေထိုင်သည့်နေရာ224ခုကိုစောင့်ကြည့်နေဟုမလေးရှားပြည်ထောင်စုဝန်ကြီးကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာပါဝင်နိုင်ငံသားအများပြားနေထိုင်တဲ့နေရာ224ခုကိုစောင့်ကြည့်နေတယ်လို့မလေးရှားနိုင်ငံပြည်ထောင်စုဝန်ကြီးဌာနကကြေညာထားပါတယ်။ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကတဆင့်မြန်မာအပအဝင်ပြည်ပနိုင်ငံသားအများစုနေထိုင်တဲ့နေရာ224ခုကိုပြည်ရင်းဝင်ကြီးဌာနကစောင့်ကြည့်နေတာဖြစ်ပြီးဒီလိုစောင့်ကြည့်တဲ့နေရာမှာဥပဒေအရဖောက်ဖျက်သူတွေကိုရှာဖွေဖော်ထုတ်ဖို့အာယုံဆိုင်လှုံ့ဆော်နိုင်မှာဖြစ်တယ်လို့မလေးရှားပြည်ရင်းဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒါပြင်ဖန်ဆီးရမိသူတွေကိုတပ်ဆိုင်ရာတန်ယုံတွေနဲ့ပိုးပေါင်းဆောင်ရွက်ပြီးပြည်내တံမခံရမီမှာလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ကမ့်တွေမှာထားရှိမယ်လို့သိရပါတယ်။ဆလာဘီ မြန်မာနိုင်ငံတွင်းသို့နယ်ဆက်လမ်းကြောင်းများမှတဆင့်တရားမဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား၁၈ဦးထပ်မံထိမ့်သိမ်းနိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်းကိုနယ်စပ်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား၁၈ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။ပြည်ပြည်နယ်မြောက်ရီမြို့ရွှေကုတ်ကိုမဲထော်တလေ KK Park နဲ့ကြောက်ခက်နေမျိုးတွေကိုတရားမဝင်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်နေကြတဲ့နေပေါ်နိုင်ငံသား9ဦး၊တောင်အာဖရိကနိုင်ငံသား၄ဦး၊တရုတ်နိုင်ငံသား2ဦး၊သီရိလင်္ကာနိုင်ငံသား2ဦး ကင်မရွန်နိုင်ငံသားတအိုအီသီယိုးပီးယားနိုင်ငံသားတအိုဇင်မာဝေးနိုင်ငံသားတအိုစုစုပေါင်းပြည်ပနိုင်ငံသားဆက်ရှယ်အိုကိုစက်တဘာ30ရက်ကထပ်မံစစ်ဆေးဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ 2025ခုနှစ်ဇန်နဝါရီ30ရက်ကနေစက်တဘာ30ရက်အထိမြန်မာနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း6439ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး၎င်းတို့အနက်6329ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံလီးတွေနဲ့အညီစနစ်တကျပြင်းထန်လွှဲပြောင်းပေးခဲ့ပြီးကြန့်ရှိတဲ့ပြည်ပနိုင်ငံသား132ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရှိတယ်လို့သိရပါတယ်။ မဟာတကြမရစိန်ကြောက်တော်ကြီးမြက်စွာဖျားပွဲတော်သို့ဖျားဖူးလာသူများနှင့်ပွဲစည်းတဲ့ရှောက်သူများဖြစ်စီကားဆိုတဲ့တဲ့ရင်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်ဥပုတ်တော်ရက်ကွက်မန္တလေးတောင်ကျင်းနီးရှိမဟာတကြမရစိန်ကြောက်တော်ကြီးမြက်စွာဖျားပွဲတော်သို့ဖျားဖူးလာသူတွေပွဲစည်းတဲ့ရှောက်သူတွေနဲ့စီကားလျက်ရှိတယ်လို့သိရပါတယ်။ဖျားပွဲတော်ကိုနှင်းစင်တရင်ကျွန်လာဆန်းရှင်းရနေကနေတရင်ကျွန်လာပြည့်ကျော်၃ရက်နေအထိကျင်းပလေးရှိကြောင်း မန္တလေး၄ပြင်၄ရက်ကဈေးတွေတွေနဲ့ဖျားဘူးပြည်သူတွေဟာပွဲတော်မကျင်းပမီအချိန်ကစတင်ပြီးရောက်ရှိလျက်ရှိကြောင်းမန္တလေးမြို့ပေါ်မှာရှိတဲ့ဖျားရီအလုံးရဲ့ဗုဒ္ဓပူဇနီးယပွဲတော်တွေအနက်အကြဆုံးဖျားပွဲဖြစ်ပြီးပွဲတော်မစမီမှာလည်းပိုစီကားတယ်လို့သိရပါဗျ။မဟာတက်ကြမရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားရဲ့138ကျိမြောက်ဗုဒ္ဓပူဇနီးယပွဲတော်မှာ တန်ခါဒါနစွန်လောင်းပွဲကိုသာသနာတော်နှစ်2569ခုနှစ်ရဲ့အထိမ့်မဲ့အဖြစ်မန္တလေးမြို့လေးပြင်းလေးရက်ကပင့်တန်ခါတော်2569ဘာလို့အတွက်1388ခုနှစ်တရင်ကျွန်းလာပြည့်ကျော်3ရက်2025ခုနှစ်အော်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာစွန်းတပိတ်လောင်းလူသွားမှာဖြစ်တယ်လို့သိရပါဗျ။ဖျားပွဲတော်ဟာမန္တလေးတောင်ကြီးအနီးမှာရှိတဲ့မဟာတကြမရစိန်ကြောက်တော်ကြီးမြတ်စွာဘုရား၊ပြင်စမတင်္ဃာယနာတင်မဟာလောကမရစိန်စီတီကုသိုလ်တော်မြတ်စွာဘုရား နမ်းမြေပုံသာဆန်နန်းတော်ရာဆန္ဒမှုနှင့်ဖရာတို့တပြိုင်နက်တည်းစူပေါင်းကျင်းပလေးရှိတဲ့ပွဲဖြစ်တယ်လို့သိရပါတယ်။ကျောက်တော်ကြီးဖရာပွဲတော်အမိပြုပြီးလာရောက်ရောင်းချကြတဲ့ဆန္ဒပွဲဈေးတွေအများအပြားလာရောက်ကြပြီးလာရောက်သူတွေဟာလည်းမော်တော်ယာဉ်တွေဆိုင်ကယ်တွေကိုအနှံနဲ့နေရာမှာအနှံပြီးလမ်းလျှောက်ကြကာကျောက်တော်ကြီးဖရာကိုတွားရောက်ဖူးမြော်ရာနဲ့ဆန္ဒပွဲဈေးတန်းမှာအစားအသောက်တွေဝယ်ယူစားတောက်တာပစ္စည်းတွေဝယ်ယူတာခင်းကစားတာရဟတ်စည်းတာနဲ့တခြားဆော့ကစားစရာတွေနဲ့စီကားနေတယ်လို့သိရပါတယ်။ မဟာတัจမရဇိန်ကြောက်တော်ကြီးမြတ်စွာဘုရားဟာမတရားအနည်းဆကျင်တောင်ကတလုံးနေသောကြောက်သားကိုထုလုပ်ထားတာဖြစ်ကြောင်းအေဒီ1864ခုနှစ်မှာဆကျင်တောင်ကနေမန္တလေးကိုသင်ယူစေခဲ့ပြီး1865ခုနှစ်မေလ16ရက်မြမတက္ကရ1228ခုနှစ်ကဆုံလာပြည့်ကျော်15ရက်မှာမျက်နှာတော်ဖွင့်ပူဇော်ခံခဲ့တယ်လို့သိရပါတယ်အလေးချိန်55သိန်း 21,250ပိတ်သာရှိပြီးကနာကူရီတိုင်မှာညောင်ရမ်းစော်ဝါကြီးရဲ့ကောင်းမှုဖြစ်တယ်လို့သိရပါတယ်။ယေကျူးကသမရောက်ဒေါ်လန်ထရက်တရားစွဲခဲ့တဲ့အမှုအတွက်ဒေါ်လာ22တန်ဖြည့်ကျေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2022ခုနှစ်ဇန်နဝါရီ6ရက်ကအမေရိကန်လွှတ်တော်စီးနင်းတိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး YouTube ကဒေါ်နယ်ထရန့်ရဲ့အကောင့်ကိုရပ်ဆိုင်းခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရပ်ကတရားစွဲခဲ့တဲ့အမှုကိုအမေရိကန်ဒေါ်လာ22တန်းနဲ့ကြေအေးပေးဖို့ YouTube ကသဘောတူခဲ့တယ်လို့စက်တင်ဘာလ29ရက်မှာထုတ်ပြန်တဲ့တရားရုံးမှတ်တမ်းအရသိရပါတယ်။ Google မိခင်ကုမ္ပဏီ Alphabet ရဲ့လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ online video platform ဖြစ်တဲ့ YouTube ဟာ Trump နဲ့ကြေမှုရရှိတဲ့နောက်ဆုံးနှီးပညာကုမ္ပဏီကြီးဖြစ်လာခဲ့ပါတယ်။ January 6ရက်နောက်ပိုင်းမှာ YouTube က Trump ရဲ့အကောင့်ကိုရန်ဆိုင်ထားခဲ့တာကြောင့် Trump ကတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ American Dollar 22တန်းကိုအကျိုးမြတ်မယူတဲ့အဖွဲ့အစည်းဖြစ်တဲ့ Traders for National Mall ကနေတဆင့် အင်ဖြူရောမှာထရမ့်ရဲ့နောက်ဆုံးစောက်လုပ်ရေးလုပ်ငန်းခွင်မှာအုံပြသွားမှာဖြစ်ပါတယ်။အင်ဖြူရောမှာရှိတဲ့နိုင်ငံတော်ခမ်းမတည်ဆောက်မှုကိုအထောက်ပံ့ပေးရတဲ့အတွက် National Mall ကိုပြန်လည်တည်ဆောက်တာထိမ့်သိမ်းထူထောင်တာတွေအတွက်ရည်ရွယ်ပြီး Trusted for National Mall ကိုဖွဲ့စည်းထားတာ ဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Premier League Champion ရေဘတ်စောက်မှုမှာ Arsenal သင်းထိတ်ဆုံးနေရရောက်ရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025-26 Premier League ဘောလုံးရာသီ Champion ရေဘတ်စောက်မှုမှာ အာဆင်နယ်အသင်းကနျူကာဆယ်အသင်းအား2ဂိုး2ဂိုးနဲ့အနိုင်ရပြီးနောက်ထိပ်ဆုံးနေရာကိုရောက်ရှိလာခဲ့ပါတယ်။အာဆင်နယ်အသင်းဟာပရီးမီးယားလိပွဲစဉ်6မတိုင်ခင်9-4-4တာရှိနေရကနေဇယားထိပ်ဆုံးမှရှိတဲ့လီဗာပူးအသင်းပထမဆုံးရှုံးခွင့်နဲ့ရင်ဆိုင်ရပြီးတဲ့နောက်အဆင့်1နေရာကိုတန်လှမ်းလာခဲ့တာဖြစ်ပါတယ်။ဝီလီယံဟေးကနောက်ဆုံးထုတ်ပြန်ထားတဲ့ချန်ပီယံအလေးပေးချက်မှာအာဆင်နယ်အသင်းက၅-၄-၄နဲ့ထိပ်ဆုံးကဦးဆောင်နေပါတယ်။ လီဗာပူးအသင်းက8-4-4ကိုကျဆင်းသွားပြီးမန်စီးတီးအသင်းကတော့6-2-4နဲ့တတိယနေရာမှာရှိနေပါတယ်။ပရီးမီးယားလိရာသီမစတင်ခင်ချန်ပီယံအလေးပေးချက်မှာလက်ရှိချန်ပီယံလီဗာပူးအသင်းကရေဘန်းအစားဆုံးဖြစ်ခဲ့ပြီးအာဆင်နယ်နဲ့မန်စီးတီးအသင်းတွေကဒုတိယနဲ့တတိယနေရာတွေမှာရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာပရီးမီးယားလိချန်ပီယံဆုနဲ့2004ခုနှစ်ခရဲကဝေးကွာနေပြီးအခုရာသီမှာအသင်းကိုအကြီးအကျယ်ပြင်ဆင်ထားကဆယ်စုနှစ်နှစ်ခုကျော်အမပေးချန်ပီယံဆုနဲ့ဝေးကွာဖို့ကိုအဆုံးသတ်နိုင်ဖို့မျှော်လင့်ချက်အမြင့်ဆုံးရရှိနေပါတယ်11ရက်တရအောက်တိုဘာလ2ရက်နေ့နန္ဒခင်းသတင်းတွေကိုတိုက်ထုံးလွှင့်ပေးခဲ့တာပါ။ကြည့်ရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပန်းတင်ရှိပါတယ်။မင်္ဂလာရှိတဲ့နန္ဒခင်းလေးဖြစ်ကြပါလိမ့်ရှင်။